TNL တန်းတက်ကမိုးကုန်းနဲ့မိုးမိန်မျိုးကိုစစ်ကော်မရှင်စီပြန်လည်လွှဲပြောင်းပေးလိုက်တာကမဟာမိတ်ဆက်ဆက်ရေးနဲ့ညီညွတ်မှုကိုထိခိုက်စေရလို့မိုးကုတ်ဒေတာ PDF တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် PNN တအံတက်ခါစစ်ကွန်မရှင်တက်နဲ့အပြစ်ရက်ပြီးမိုးကုတ်ရန်နာမြင်နဲ့မုံမိတ်မျိုးတို့ကိုပြန်လည်လွှဲပြောင်းပေးဖို့အော်တိုဘာ29ကစပြီးတဘောတူခဲ့ပါလေမိုးကုတ်နဲ့မုံမိတ်မျိုးကိုစစ်ကွန်မရှင်စီ ပြန်လွှဲပြောင်းပေးမဲ့တဟန်တရဲ့ဆုံးဖြတ်ချက်ဟာຫນွေဦးတော်လိုင်းအင်အားစုတွေရဲ့တဘောထားကိုအလေးမထားတာကြောင့်တိုင်းနာလက်နက်ကင်တပ်တွေကိုဆက်လက်ယုံကြည်ဖို့အားနေသွားတယ်လို့ PDF တပ်ဖွဲ့ဝင်တွေကဝေဖန်ပြောဆိုနေကြတာပါ ရဲဘော်တွေတပေါင်းမြန်မာပါဗျာဟိုပေးထားပြီးပေးထားပြီးမှကျွန်တော်တို့အဲ့မျိုးတွေကိုတိတ်မဲ့ရရှိခဲ့ကြတာဗျာဟိုအဲ့အတွက်ကိုဟိုဒါဘယ်ရောက်မလဲနေအောင်လာရပါတော့ရုပ်ကူညီနဲ့ဒါထရန်နယ်ကိုပြရားပြီးတဲ့ဟိုကိစ္စမှာပေါ့နော်တစ်ဖက်ကလည်းငင်းတာလို့လုပ်တယ်လဲဝဲပြောပြောပေါ့နော်ဟိုမတက်တာလို့လောက်ရတယ်ပြောပြောဗျာဘာဖြစ်ဖြစ်ဟိုကျွန်တော်တို့တွေဘက်ကိုဟိုငဲ့ွက်ပြီးတော့မှကြည့်မနေခဲ့ဘူးလို့တော့မြင်နေဗျာတိုင်းသားလက်နက်ကန်တွေကိုမယုံရဲတော့ဗျာဒီကောင်တွေမယုံရဲတော့ပါ AA TNNA MNDAA စတဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဝဲကပေါ်ဆောင်ခဲ့တဲ့တစ်ဆင်းနှစ်ဆက်ကွန်စစ်စီရေးတွင်ပြည်မနဲ့တောင်တန်းဒေသမှာရှိတဲ့နှွေးဦးတော်လိုင်းအင်အားစုတွေကကိုအားညံအားနဲ့တက်ဆွမ်းသည့်အဖက်ဖက်က ပါဝင်ခဲ့ပါတယ်။လက်ရှိမိုးကုန်းနဲ့မိုးမိတ်မြို့ကိုနှွေးဦးတော်လိုင်းအင်အားစုတွေရဲ့တဘောထားမှာပါပဲ။ စစ်ကော်မရှင်စီပြန်လည်လွှဲပြောင်းဖို့တဟန်တက်ကတဘောတူခဲ့တာဟာမဟာမိတ်ဆက်ဆံရေးနဲ့ညီညွတ်မှုကိုထိခိုက်စေတယ်လို့မဟုတ်ဒေတာမှအခြေပြုလှုပ်ရှားနေတယ် PDF ခေါင်းဆောင်တို့ကဆိုပါတယ်ကျွန်တော်တို့မညီညွတ်မှုကိုထင်ဟပ်စေတာမျိုးနောက်တစ်ခုကလူမျိုးဆွဲစိတ်ကိုထင်ဟပ်စေတာမျိုးမြို့တလိုင်းခင်းချင်းမှာအားလုံးဒီအဲဒီစစ်ကောင်စီကတီးတန့်ပိုင်းခြားထားပြီးသားလူမျိုးစုတွေဖြစ်တဲ့အလျောက်အဲ့ဒါကိုစစ်ကောင်စီကတီးတန့်တက်ရှုံတွေးခွဲစရာမလိုဘူး စိတ်ကောင်းစီရတီးတန့်ကျွန်တော်တို့လက်နက်ခရမ်းကြီးကိုဖျက်တောက်ထားစရာမလိုပဲနဲ့ကိုအလိုလိုနေရင်ကျွန်တော်တို့တွေအကုန်လုံးကအာတစ်ခုနဲ့တစ်ခုကခွဲခြားထားပြီးသားဒါကိုထင်ဟန့်စီရပဲ one army one unit မဖြစ်တဲ့အဟာကိုမိုးကုတ်မိုးမိတ်ကထင်ဟန့်စီရပဲတီယန်နာနေတန်းတဟာမိုးကုတ်ရန်နာမီနဲ့မိုးမိတ်မျိုးကိုပြန်လဲလွှဲပြောင်းပေးဖို့တဘောတူပြီးနောက်အဲ့ဒီဒေတာမှာနေထိုင်ကြတဲ့ပြည်သူအများစုဟာနေရဲဆွန့်ခွာပြီးတိမ်းရှောင်နေကြရပါတယ် လက်ရှိမိုးကုံမြို့အဝင်ထွက်လမ်းတွေကိုတအန်းတက်ကယာယီပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်ခွန်စော်ဦးပါ